မင်္ဂလာပါဒေတာသင်ခန်းစာတော့ကျွန်တော်ဒီ page တွေကို create လုပ်တာနဲ့ delete လုပ်တဲ့သင်ခန်းစာတွေဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်စာရက်က3ရက်ယူထားတယ်အဲ့တော့ကျွန်တော်3ရက်ယူရင်လည်းကျွန်တော်နောက်ထပ်တရွက်ပေါ့နော်တရွက်နည်းထပ်လုပ်ရဲဆိုရင်ကျွန်တော်ဒီဘက်ကကျွန်တော် property ပေါ့နော် property ဘက်ကကျွန်တော်အောက်နားမှာကျွန်တော် page ဆိုရှိတယ်အဲ့ဒီ page ရဲ့ပြီးမှာကျွန်တော်အပေါင်းလေးရှိတယ်အဲ့ဒါလေးတစ်ချက်နေလိုက်ဒါဆိုရင်ဒီမှာတရွက်ထပ်တိုးလာမယ်ပြီးတော့ဒီအပေါင်းလေးထပ်နေလိုက်ဒါဆိုရင်နောက်ထပ်တရွက်ထပ်တိုးသွားတယ်ဒါကတော့ကျွန်တော် site တွေလိုအပ်တဲ့အခါမှာကျွန်တော်ထပ်ပြီးတော့ထပ်တိုးတာပေါ့နော်ထပ်ပြီး create လုပ်တာ အဲ့တော့ကျွန်တော်ပြန်ဖြတ်ခြင်းလဲဆိုရင်ဖြတ်ခြင်းလဲစာရပေါ့နော်ဖြတ်ခြင်းလဲစာရတစ်ချက်ထောက်ပြီးတော့ designate ပြီး designate အဲဒါဆိုရင်စာရကပုံနေတယ်ဆိုရင်ဒါပြန်ပြီးတော့ဖြတ်တာနော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုနောက်တစ်ခုကကျွန်တော်ဒီမှာ page page မှာခါကျွန်တော်ဒီမှာ2လို့ပြနေတယ်ဒီ2စာဘာဘာလို့ပြရလဲဆိုတော့တော့ဒီစာရွက်3ရက်ထဲက2ရက်မြောက်ဟာကျွန်တော်ကဒီ design ဆွဲထားလို့ပေါ့နော် design ဆွဲထားတယ်ဆက်လက်ပြထားလို့ဆိုတာဒီမှာ2လို့ပြတော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ1လို့ပြလိုက် sorry i just want to go home control y i'm not control y not like it okay control y ဆိုတော့ကျွန်တော်ဒီမှာ page 1ပေါ့နော် page 1ရပြီ page 2အဲဒါဆိုရင် page 2အဲဒါဆိုရင် page 3အဲ့တော့ကျွန်တော်ဒီ page 1 2 3ရွှေ့တာပါကျွန်တော်ကျွန်တော် view လဲကဒီ actual site ပေါ့နော် control y actual site လောက်ထားပါကျွန်တော်ဒီ page 1 2 3ကရွှေ့ပြရတော့ပေါ့နော် page one တော့မယ်အဲ page one ဆိုကြတော့ဒီမှာတိတ်တောင်ပေါ့နော်ပုံလေးတိတိလေးဆွဲထားတယ်။ page two ကကြီးတယ်။ page three ကကျတော့ဒါဝိုင်းပုံလေးပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ page 123ကကျွန်တော်နောက်ထပ်တနေရာရွှေ့ရွှေ့လို့ရပါသေးတယ်။အဲ့ဒါကကျွန်တော်ကျွန်တော်ဒီဟာရဲ့ outdated ပေါ့နော် outdated တဲ့မှာဒီမှာ3ဆိုပြီးတော့ဒီမှာညာနေချင်းဒီ3ကကျွန်တော်ဒီလက်ရှိ3မလို့ပေါ့နော်တခြားကျွန်တော်2ဆိုလည်းဒီမှာ2လို့ပေါ်ပါမှာပေါ့နော်ဒီဘေးမှာကျွန်တော်ညာနေရှိရဲ့အားလေးတစ်ချက်နဲ့အဲ့တော့1ကိုသွားချင်း1အဲ2ကိုသွားချင်း2 3ကိုသွားချင်း3ပေါ့အဲဒီတိုင်းဒီအောက်ကနေလည်းသွားလို့ရတယ်ဒီဘက်ကနေလည်းသွားလို့ရတယ်ဒါကတော့ကျွန်တော်စာရွက်က3ရက်တည်းယူထားဖြစ်တဲ့အတွက်1 2 3လို့ပဲပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီရာရဲ့အကြောင်းပြနေမှာသုံးဝင်လဲဆိုတော့တော့ဇာယုတ်တွေကများလာတဲ့အခါမှာဇာယုတ်တွေကများလာတဲ့အခါမှာဆိုရင်ကျွန်တော်တရက်ချင်းစီဆိုတော့ဒီလိုက်ပြီးတော့ရွှေ့ကြပါတယ်အဲ့တော့ကျွန်တော်ဒီ page ကနေကိုတွားချင်တဲ့ number ပေါ့နော်တွားချင်တဲ့ number ကိုထပ်တက်ပြီးတော့ရွှေ့တာပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဘာလို့ကျွန်တော်ဒီ view ရကနေဒီ entire facebook ကိုပြန်သွားမယ်ပြီးမှဆိုကျွန်တော်ရွှေ့မယ်ရွှေ့ပြီးမှ click တစ်ချက်နေပေါ့နော်နေပြီးမှ control one ပြန်နေခိုင်းတာဆိုကျွန်တော်ပို့ပြီးတော့ကြာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီကနေ page 1 2 3ဆိုပြီးတော့သွားရင်ဒါပို့ပြီးတော့ရွှေ့တာပေါ့နော် အဲ့ဒီ design တွေကျွန်တော်ဒီအောက်ကဒီပါလီပေါ့နော်ဒီပါလီရနေလည်းရွှေ့ပြရတယ်ဒါပေးလိုက်ပေါ့နော်အဲ့ဒီကောင်ကြတော့ကျွန်တော်အပေါ်အောင်နော်ဒါတော့ကိုကြိုက်ကြည့်လို့ရှိမှာဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကျွန်တော်ဒီမှာ edit page တဲ့အဲ့ဒါလေးကိုတစ်ချက်နေလိုက်မယ်အဲ့တော့ဒီကောင်ကိုတည်တော့ entire page ပို့လိုက်နော်အဲ့တော့ edit page လုပ်လိုက်တဲ့အတွက်ကျွန်တော်ဒီဘက်မှာဒီ2ဘားထဲမှာလည်း page 2ဆိုပေါ်သွားပြီအဲ့တော့ဒီ2ဘားထဲက page 2နေလိုက်လည်းရတယ်နော် page 2နေလိုက်ဆိုရင် page ကဒီတိုင်းဖြစ်သွားမှာနော်အဲ့ဒါပြန်ပြမယ် အဲ့ဒါဒီ edit page ကိုနေလည်ရတယ်ဒီဒူပါတဲ့ဒီဒူပါတဲ့ page တူဆောင်နေလည်ရတယ်အဲ့ဒီတိုင်းပါနော်အဲ့ဒီဒီကိုနေလည်ရတယ်အဲ့လိုမှမနေချင်ဘူးဆိုရင် edit page ကိုနေသူတို့နောက်ခုပေါ်လာတော့အထူးထူးပဲပေါ့နော်အဲ့ဒါ edit page လုပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ select လေးပေါ်လာအဲ့လို select လေးပေါ်ပြီဆိုရင်ဒါပေါ်အောင်ပေါ့နော်ပေါ်ရွှေလေးရပါပြီဒါကြောင့်စာရိုက်တွေရှိတာပေါ့နော်အဲ့ဒါဆိုင်ကကျွန်တော်ဒီဘေးကိုဆွဲလို့ပြရအောင်နော်သူအပေါ်ဆုံးအပေါ်အောက်ဆုံးပါပေါ့နော်အဲ့ဆိုင်လေးလို့ထားနေရာချလိုက်ရအောင်နော် ဲ့တော့ဒီမှာလည်းထပ်ပြီးတော့ orientation နဲ့ orientation မှာတော့ portrait နဲ့ landscape ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီစာရွက်ဆက်လက်တော့မှတ်ထားပါဘောနော်ခုပြောခြင်းနဲ့စာရွက်အဲ့တော့ကျွန်တော်ဒီအပေါ်ပေါ့နံပါတ်1ကိုပြောခြင်းသူဆက်လက်မှတ်လိုက်ဆက်လက်မှတ်ပြီးတော့ဒီမှာ orientation မှာ portrait landscape ပေါ့နော်ဒီမှာဝင်ပြီးတော့ပြောင်းလို့ရတယ်အဲဒီမှာလည်းသူက base sign မှာလည်း1 2 3ပေါ့နော်အဲမှာဆိုရင်2ဆိုတော့ကျွန်တော်ဒီ sign ကိုဆက်လက်တောင်းပတ်တယ်3ဆိုရင်ဒီ sign ကိုဆက်လက်တောင်းပတ်တယ်ဟုတ်ပြီနော် ဲ့ဒါကြောင့်ပြန်လုပ်ပြမယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီဘက်က page 2ကို page 2ယူလိုက်ရတယ်မြင်ချင်းကျွန်တော်ဒီ ET page နဲ့ဒီနှစ်ခုရဲ့ကြိုက်တာလို့ဘာလို့အတူတူပဲအဲ့တော့ page 2ယူမယ်အဲ့ဒီမှာ select ဝင်နေရအဲ့တော့ဒီ size ကိုပြင်ချင်တယ်ဆိုရင်သူ့ click တစ်ချက်နဲ့အဲ့ဒီမှာ orientation နဲ့ portrait ကိုအဲ့ဒီတိုင်းတော့ဟာအဲ့တော့လည်းကျွန်တော်အပေါ်အောင်ရှင်းလို့ရတယ်အပေါ်အောင်ပဲကျွန်တော်ရှင်းလို့ရဘေးတိုင်းကျွန်တော်ရှင်းလို့ရပါဘူးနော်ဒါရှင်းတာကျွန်တော်နည်းနည်းလေးတော့ဒါလက်ဝဲတာပေါ့နော် တရားဆိုရောလက်လက်ကလေးရှိတယ်အဲ့တော့ကျွန်တော်ဒီမှာရွှေ့ရင်သူတို့တတိထားပါကျွန်တော်ဒီမြင်းကြောင်ပေါ့ဒီမြင်းကြောင်ကျွန်တော်အတွေ့အထိကိုပဲတစ်ပတ်တော့ရွှေ့လို့မရဘူးကျွန်တော်ဒီမှာဆိုနှစ်ပုံပြည့်ရဗျာဒီပုံကျွန်တော်ဘလောက်ပဲတူတူဒီမြင်းကြောင်ရဲ့အောက်ကိုပဲရောက် လင်းကြီးညောင်းကြီးကျင်းတော့တာပေါ့နော်ဒီမှာဆိုရင်အဲဒီဟာဆိုရင်ပြန်ပြီးတော့ကတ်တာဒီဟာဆိုရင်ဒီမြင်းကြောင်အပေါ်ရောက်တာပေါ့အဲ့တော့ဒီစာရွက်ကတော့ဒီမြင်းကြောင်အပေါ်ရောက်တော့ပေါ့နော်ဒီဟာရွှေ့တဲ့အခါဟုတ်ပြီအဲ့တော့ပြီးသွားပြီဆိုရင်တော့ selection tool ပေါ့နော်ဒီပေါ်ဆုံးကညာလေးရတာ selection tool ပေါ့နော်သူပြရည်ထားတယ်။ Okay ဟုတ်ပြီအဲ့တော့ကျွန်တော်ပါချက်လေးဆိုတော့ အဲ့တော့ဒီကတော့ကျွန်တော်ဒီသင်ခန်းစာကကျွန်တော်ဒီစာရွက်တွေကိုဒါထပ်ပြီးတိုးတာနဲ့အဲကျွန်တော်ဒီဇိုင်းဆွဲလို့ပို့သွားရင်ကျွန်တော်ပြန်ပြီးတော့ဖြတ်တယ်ပေါ့နော်ပြီးတော့နံပါတ်သွားတယ်ဆိုရင်တော့ page number ကြီးကျင်တယ်ဆိုရင်ဒီကလည်းတပ်ပြီးရတယ်ဒီကလည်းတပ်ပြီးရတယ် edit လုပ်တယ်ဆိုရင်ကျွန်တော်ဒီ shape page ကိုလည်းယူပြီးရတယ်ဒီ page edit page ကိုလည်းယူပြီးရတယ်ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာကိုအားလုံးအားလုံးပြင်ပါမယ်